ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion PA တက်တဲ့အောင်လည်းမင်္ဂလာပါမနေ့ညက Europa League ပွဲစဉ်တွေကစားသွားတဲ့အချိန်မှာကျွန်တော်တို့အသင်းကြီးတွေဖြစ်ပြီးတော့ရေပန်းစားတဲ့အသင်းတွေတော်တော်များများနောက်ဆင်တက်တယ်ပထမချုပ်တော့ကနိုင်တဲ့ထဲကဒီ Roma တသိန်းလောက်ပဲဒါမှမဟုတ်ထုတ်ခံရတဲ့နောက် Athletic Club က၃ခုတွင်ပြီးတော့ Nico Williams ခြေစွမ်းပြပြီးတော့ Athletic Club တက်တယ်ဆိုတော့ကျွန်တော်တို့ဒီ Tottenham Hotspur ဒါတက်တယ် ။နောက်အဲ့နောက်မှာ I train from back တက်တယ်။နောက် Olympiaco နဲ့ Bodo Glimt ကတော့နည်းနည်း surprise ပေါ့လေ။ Bodo Glimt ကဒါ Olympiaco ကိုနှစ်ကြော့ပေါင်းမှတက်ပြီးတော့ဒါ Lazio လည်းနောက်ဆင့်တက်သလိုဒါ Ranger ကတော့ Fenerbahce ကိုအိမ်ခွင်မှာရှုံးပေမဲ့သူတို့ penalty ဆုံးဖြတ်မှာတက်သွားတယ်။ဆိုဒီတရားမှာ Roma Athletic မှာ Athletic တက်ပြီးတော့ by ဒီ Leo Gastua ကိုခရက်ကိုနိုင်တော့ Manchester United နဲ့နိုင်တယ်ဆိုတော့ Tottenham နဲ့ Manchester United နိုင်တယ်ဆိုတော့ကျွန်တော်အခုပြန်ကြည့်တဲ့အချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ Manchester United အသင်းပေါ်လေ Ruben Amorim ရဲ့ Manchester United နဲ့ဒါ Ange Postecoglou ရဲ့ Tottenham Hotspur တို့နှစ်သင်းသူတို့တွေရဲ့ Champions League ဝင်ခွင့် secure ပြေးနိုင်တဲ့ Europa League ပြိုင်ပွဲမှာဘိုးဆွဲနိုင်ချေရှိတယ်။ဒါစပါကအမှန်တမ်းပြောရင် Man United တော့ပိုပြီးဒီ final တက်မဲ့လမ်းကြောင်းနည်းနည်းပိုချောင်းတယ်။ဒါပေမဲ့သူတို့ ခံရမယ့်အတင်းက i train front back i train front back က27မှာသူတို့ဂျူရိုပါလီမှာ ranger ကိုနိုင်ပြီးသူတို့ champion ဖြစ်ဖို့ဆိုသူတို့တင်းရလက်ရှိ bundesliga မှာလည်းခြေကောင်းခြေစွမ်းကောင်းတဲ့အတင်း german club ဖြစ်တဲ့လောက်တက်ကင်တက်တဲ့အတင်းဖြစ်တယ်သူတို့မှာ quality player တွေရှိတဲ့အချက်ချက်ကြောင့် tournament အတွက်နည်းနည်းကျက်နိုင်တယ်သူတို့ကျော်ဖြတ်လာခဲ့ရင်တော့ဘာဘိုဒိုကလင့်ကိုလိုလိုလိုကျော်ဖြတ်မဲ့ lazio နဲ့ spa က ါ semi final မှာတွေ့နိုင်တယ်ဒါပေမဲ့ spar နဲ့ lazio နှစ်သင်းရှည်တော့အမှန်တမ်းပြောတော့ spar အပိုကောင်းတယ်သူပြင် miki van der pan တို့ christian romero အပါဝင် လူစုံတက်ဆုံပြန်ပါတဲ့ tottenham က arch poso kokula တက်ပါမထင်မှတ်ပဲနဲ့ europa league ကိုဘူးဆွဲနိုင်ချေရှိတယ်သူတို့ final တက်နိုင်တဲ့အခြေအနေမျိုးရှိတယ်ဗျာဒါ man united ဘက်ကိုပြန်ကြည့်တဲ့အခါမှာ ranger နဲ့ athletic club ဆိုရင်ကျွန်တော်ထင်တော့ athletic club ပဲတက်ပါ ranger အမှန်တမ်းပြောရင်တော့ဗျာဒါ chu simonio ရဲ့ ဒါဖန်နဘချီကိုကြော်ဖြတ်လာတာမှန်နေအဲဒါပေမဲ့ဒီနှစ်သိန်းကြားပြောင်းကြည့်တဲ့အခါမှာ Athletic Club ကပိုကောင်းတယ်နောက်တစ်ခုက Europa League Final ကသူတို့ရဲ့အင်ကွင်ဆမ်မာမတ်မှာကံမှာဖြစ်တော့ကျွန်တော်တို့ Athletic Club ကခြေလေးပိုကောင်းတယ် Man United နဲ့ Lyon ကအမှန်တမ်းပြောရင် Lyon ကအရင်လိုရမ်းကောင်းတဲ့အသင်းမဟုတ်ဘူးကျွန်တော်တို့အရင်တော့ဆိုတော့ Lyon ကတော်တော်လေးအားကောင်းတဲ့အသင်းဖြစ်ပေမဲ့အခုဒီသင်းအားလောက်ကြီးမဟုတ်ဘူးကျွန်တော်က United ကိုသဘောကျတယ်ဒီနေရာမှာ Ruben Amorim အသင်းကိုခြေပြသူတို့မှလူတော်တော်လေးနေနေပြီ ပထမ7ရောက်ပဲရှိတယ်ကျန်တဲ့ကစားမတွေကအရှိကိုမရှိတော့ဘူးဒါပေမဲ့အခုလောလောဆယ်ဒီဟာအသင်းကယူရိုပါလိမှာတော့သူတို့ strong ဖြစ်တယ်ဗျာအမှန်တမ်းပြောရင်ဆိုစီတက်ဆိုတဲ့အသင်းကယူရိုပါလိမှာမညံ့ဘူးဗျာနောက်တစ်ခုကသူတို့ယူရိုပါလိမှာသူတို့ရှုံးပွဲမရှိကစားထားတယ်မန်ချက်စတာယူနိုက်တက်က Athletic Club ပေါ့လေ Spain Club Athletic ကိုတော့ semi final မှာပုံပုံချိန်နေခံရပါကျွန်တော်တို့ Lyon ကိုသူတို့ကြော်ဖြတ်နိုင်တယ်ဗျာ Tottenham Hotspur နဲ့ Man United က Lazio ကို စပားလာဇူထက်ထိုင် itron front back ကပိုခတ်တယ်လာဇူကကောင်းတာတော့ကောင်းတယ်ဒါပေမဲ့စပားအနေနဲ့လာဇူထက်ဆိုင်ကျွန်တော်တို့ itron front back ကိုကြော်ရင် i sposo kokuru က final တက်လာပြီးတော့ man united က athletic club ကိုကြော်ရင်သူတို့ final တက်မှာစပားနဲ့ manchester united တောင် final တွေ့သွားနိုင်တယ်ဆိုတော့ဒီ europa league ပြိုင်ပွဲပေါ့လေဒီ europa league ပြိုင်ပွဲမှာ manchester united အသင်းကဒါ champion ဖြစ်ဖို့တယ်ဒါ jose mourinho လက်ထက်မှာသူတို့ champion တစ်ချိန်ဖြစ်ပြီးတော့စပားကလည်း ဒါဘယ်လိုပြောမလဲဥရောပမှာအစင်လာရှိတဲ့အသင်းပဲဒါအမှန်တိုင်းပြောရင်ဒါ Total Hotspur ကဒါကျွန်တော်တို့ဒါအင်္ဂလိပ်ကလပ်တွေထဲမှာဒါဘယ်လိုပြောမလဲဥရောပဖလားရယူဖို့တဲ့အသင်းပေါ့လေ1982နဲ့ဒါ84မှာနှစ်ကြိမ်ရဖို့တဲ့ ဒါ84မှာသူတို့နှစ်ချိန်ရဘူးလေယူရိုပါလီနဲ့ယူရို UEFA အဲတော့ရော UEFA ကပ်ပေါ့လေ UEFA ကပ်မှာစပါနှစ်ချိန်တော့ရထားတာမန်ယူနိုက်တက်ကတစ်ချိန်ရဘူးလေအဲ့ဒါကတော့2017မှာဂျိုဆင်မွန်ညနေရပြီးတော့27မှာသူတို့ဖိုင်နယ်မှာအိုလီဂနာဆိုရှာရဲ့အသင်းကဗလာရီယာကိုပနယ်တီဆုံးဖြတ်နဲ့ရှုံးသွားတာဆိုတော့မန်ချက်စတာယူနိုက်တက်ကလီယွန်ကိုကျော်ဖြတ်ဖို့မကတ်ဘူးအတလတီကလပ်ကိုကြော်နိုင်ရင်သူတို့ဖိုင်နယ်တက်လာမှာစပါကလာဇီယိုထက်စာရဲ့အိုက်ထရယ်ဖရန့်ဘတ်ကိုကြော်ရင်သူတို့ဖိုင်နယ်တက်မှာဆိုတော့ထော်နာဟော့စ်ပါနဲ့ယူနိုက်တက်ဖိုင်နယ်တက်နိုင်တယ် ဟိုစပါးနဲ့ယူနိုက်တက်ကတော့50 50ပဲကမ္ဘာကအတလတီကလပ်ဘီဘာအိုမှာဆိုယူနိုက်တက်ကစပါးတဲ့စာရင်ဘီဘာအိုကိုကြိုးဖို့နည်းနည်းတော့ခက်နေမှာဆိုဘီဘာအိုကနည်းနည်းကောင်းတယ်အဲလာလီဂါမှာဆိုရင်အဆင့်1 2 3 4 5အတွင်းအလွန်ဆုံး6ပဲအဲ့ဒီနားမှာရှိတဲ့အသင်းဖြစ်ပြီးတော့စပိန်ကလပ်တွေတဲ့မှာသူတို့မှာအင်နာကီဝီလျံတို့နောက်တစ်ဖက်ကဒီကိုဝီလျံနဲ့ quality player တွေတော်တော်လေးများတယ်ဆိုတော့မထင်မှတ်ပဲနဲ့ဒါ Ange Postecoglou နဲ့ နောက်တစ်ဖက်ကရူပင်အမရိုနိုချန်ပီယံလိဝင်ခွင့်တနည်းအတွက်ယူရိုပါလီဖိုင်နယ်လူရနိုင်တယ်ဒါတကယ်လို့သူတို့နှစ်သင်းဖိုင်နယ်တက်သွားမယ်ဆိုရင်ဘယ်သူချန်ပီယံဖြစ်မလဲမန်ချက်စတာယူနိုက်တက်ကပဲဒုတိယအကြိမ်မြောက်ရောက်မလားထော်တန်ကတတိယအကြိမ်မြောက်ဥရောပဖလားကိုရယူနိုင်မှာဘလို့မြင်ကြလဲဒီနှစ်သင်းတကယ်ရောဖိုင်နယ်တက်နိုင်တာဘလို့မြင်ကြလဲတကယ်လို့တက်ပြီဆိုရင်တော့အင်္ဂလိပ်ပရီးမီယာလိဂ်က6သင်းချန်ပီယံလိဝင်ခွင့်ရမှာအခု automatically 9သင်းဝင်ခွင့်ရပြီဆိုတော့ဒါကသူတို့နှစ်သင်းဖိုင်နယ်တက်တာနဲ့ချန်ပီယံလိဂ်6နေရာဝင်ခွင့်ရနိုင်တယ် ဘယ်သူချန်ပီယံဖြစ်နိုင်လဲတကယ်လို့ Spurs နဲ့ United Final တက်မယ်ဆိုရင်အားဆိုတော့တော်တော်လေးကြီးကောင်းပါဆာမာမတ်မှာကံပါဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်